မိသူမဆိုကိုပြောတဲ့စကားကိုကိုပြောတဲ့အရာကိုလက်ခံတာတွေနားထောင်တာတွေပဲလိုချင်ကြတဲ့သူတွေကြီးပဲမဟုတ်လားဒီနေ့မှာတော့မိမိပြောဆိုတဲ့များစကားကိုလက်ခံစေမယ်နားထောင်စေမယ်အောင်စေမယ်အာဆက်စာဆက်ထက်စေတဲ့ခါတိုင်းတဲ့ဘုတ်ကြောင့်ဝင်ပြပေးမှာဖြစ်ပါတယ်တခါကြာရင်ကိုယ့်ရဲ့သားသမီးတွေကပြောဆိုရခက်နေတယ်ကိုယ့်ရဲ့တူတူမတွေကဆုံးမရခက်တယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကကိုမလုံချင်တဲ့အရာတွေပဲဆက်တိုက်လုပ်နေတယ်ပြောလို့လည်းမရအောင် ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အထက်လူကြီးကနော်ကိုယ့်ရဲ့စကားဆိုလက်မခံဘူးမနာထောင်ဘူးနော်ပြီးရင်ကိုယ့်ဆိုအမြဲတမ်းနော်ဟိုတမျိုးထင်နေတယ်အမြဲတမ်းစူငေါက်နေတယ်ကိုယ့်ရဲ့စကားကိုလက်မခံဘူးတငယ်ချင်းမိတ်ဆွေတော်လည်းကောင်းနော်ကိုပြောတဲ့စကားကိုဘယ်သူမှလက်မခံဘူးအရေးမလုပ်တဲ့သူတွေရှိတယ်ဆိုရင်ဒီကာရာကိုရေယုံကြည်နဲ့မနက်ကို38ခန်းခေါင်ညဆိုရင်38ခန်းခေါင်ကိုကျုပ်ဖတ်ပေးပါတခါရင်ကြာရင်ကျွန်တော်တငယ်ချင်းတွေမှာအကူအညီတောင်းတောင်းမယ် နော်ဘယ်ကိစ္စမဆိုပေါ့အကူကြီးသွားတောင်းတဲ့နေရာမှာကိုယ့်ရဲ့စကားကိုလက်ခံစီခြင်းနဲ့အဲ့လိုခါမျိုးမှာလည်းကျောင်းဒီဂါရာကိုရွတ်ဖတ်ထားမယ်ဆိုရင်ဘယ်ကိစ္စမဆိုပြောဆိုများအောင်မြင်မှာဖြစ်ပါတယ်ဂါရာကိုရေယုံကြည်နဲ့ရွတ်ဖို့အရင်ရည်ကြည်တယ်မနက်ကို38ခေါင်ညက်ကို38ခေါင်နော်ထုံနေအောင်ရွတ်ဖို့ရည်ကြည်တယ်ဂါရာတွေမန်နန်တွေဆိုတာကလူသားတွေလည်းအကုန်လုံးသက်ဆိုင်ပါတယ်ကျွန်တော်ကျမတို့ကဆရာမဟုတ်လို့ဒီဂါရာရွတ်လို့မရအောင်ဆရာကလည်းလူပဲ တော့မိတ်ဆွေတို့ကလည်းလူပဲဒါကြောင့်မို့ယုံကြည်တာနဲ့မယုံကြည်တာနဲ့ပဲကွာတယ်ဆရာတွေကယုံကြည်လို့ဒီကနာတွေကစွန်းတယ်မိတ်ဆွေတို့ကမယုံကြည်ဘူးဆိုစွန်းမှာမဟုတ်ဘူးကျွန်တော်ကပယောကလည်းကုတ်တယ်နော်အထက်လန်းဆရာလေးလှုပ်တယ်ဒါကြောင့်လူနာတယောက်ကိုကုတာတဲ့နေရာမှာဂါရာတွေမန္တန်တွေနဲ့ပဲဒါကုတာတာများပါတယ်ရေမန်းလှုပ်မယ်ဆိုရင်ဂါရာရွတ်ဖက်ရတယ်ဒါကြောင့်ဒီဂါရာကိုကျွန်တော်ကယုံကြည်တယ်ဒီကာရာတွေကိုကျွန်တော်တက်ဝင်ယုံကြည်တော့ကြောင့်ကျွန်တော်ရွတ်ဖက်လိုက်တဲ့ကာရာတွေကအရန်စွမ်းနေတာဒီကာရာနဲ့ရွတ်ဖက်လိုက်တဲ့ရေကို တဆက်တောက်ရုံများဖြင့်မိစ္ဆာတွေကတဖိတ်တောင်အောင်ကြောက်ကြတယ်မိစ္ဆာတွေတွေ့ဘူးမှာပေါ့နော်လိုင်းပေါ်မှာတက်လာတာနော်ရေလေးပတ်လိုက်တာမြဲတုံပြီးတော့ကြောက်နေတာဒါကဘာကြောက်ဒီကာတာစွမ်းတာလဲဆိုတော့ယုံကြည်လို့စွမ်းတာမိစ္ဆာတို့လည်းယုံကြည်မယ်ဆိုရင်ဒီကာတာကိုယုံကြည်နဲ့ရွတ်ချင်အားဖြင့်ကိုပြောဆိုလို့များကိစ္စအဝဝကိုအောင်မြင်သွားမှာဖြစ်ပါတယ်ကဲကာတာကိုကျွန်တော်တစ်ခေါက်ရွတ်ပြပါမယ်မိစ္ဆာတို့ကအလွတ်ကျက်ပြီးတော့မနက်ကို30နဲ့9ခေါက်ညဆို30နဲ့9ခေါက်ရွတ်ဖက်ချင်အားဖြင့်ပြောဆိုလို့များပြီးအောင်မြင်လာမှာဖြစ်ပါတယ်ကဲကာတာကိုကျွန်တော်တို့တစ်ခေါက်လက်ရွတ် ြမယ်ခင်ဗျာဖရာတရားတန်တာရနာတုံးမငှနှုတ်ပြအာကောင်အာရင်တကြားမင်းလဲဖန်ဆင်းလာလျက်ဆွေတန်လျက်နဲ့ဆက်ကုံတောင်းအောင်ငှအာသွင်းမှာတကြားလာ၍ညီညာဆောင်တဲ့ကြထထစရာဆက်အာနာလဲတရားစစ်ကွက်ငှအာဆက်ထိတ်သက်ရှားဆက်ထစရာထကြွားစရာကြွားမိတ်ဆွေကနေ့တိုင်းရွတ်ဖက်ခြင်းအားဖြင့်ဘယ်လိုကိစ္စမဆိုဘယ်လိုစကားမျိုးဆိုကိုကပြောလိုက်တာနဲ့ အောင်မြင်လာမှာဖြစ်ပါတယ်အဆင်ပြေလာမှာဖြစ်ပါတယ်ဒီဗီဒီယိုမြင်လာတဲ့မိတ်ဆွေတို့က share ဝင်မျှခြင်းလုပ်ပြီးပါလို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်မိတ်ဆွေတွေကျွန်တော်ကထပ်တူကုလို့ရမှာဖြစ်ပါတယ်သူများအကျိုးကိုလိုလားတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့အကျိုးကလည်းရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကတော့မြင်လာနဲ့ဝေမျှ share လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာ